မင်္ဂလာပါ BVDV ရဲ့လူမှုမှုကွန်မြတ်စီစဉ်ကနေပြန်လည်ကြိုးဆိုပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်အောင်လုံးနဲ့တူကိုနေပွန်လက်တို့ကနေပြီးတော့အဲလူတော်လိုင်းကာလာတွင်းမှာဖြစ်ပေါ်နေတဲ့စီရေးနိုင်ငံရေးတော်လိုင်းရေးခြေနေတွေပတ်သက်ပြီးတော့ဆွေးနွေးမေးမြန်းတောင်းမှာဖြစ်ပါတယ်ကိုနေပွန်မင်္ဂလာပါဗျဟုတ်ကောင်းလုံးမင်္ဂလာဟုတ် ကျွန်တော်ဒီတစ်ပတ်မှာတော့ပထမဆုံးသိချင်တာလေးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လက်ရှိမှာအခုအာဆီယံရဲ့အလဲကျဥက္ကဋ္ဌဖြစ်တယ်ပေါ့နော်မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့အဲကျွန်တော်တို့အနုကြီးရဲ့ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးတာရှိတယ်ပေါ့နော်အဲတစ်ဖက်မှာလည်းအဲမင်းအွန်လိုင်းနဲ့တွေ့တာရှိတယ်ပေါ့နော်အဲ့တော့ဒီတွေ့ဆုံမှုတွေကကျွန်တော်တို့ဒေါ်လာရေးနိုင်ငံရေးခြေနေတွေကိုဘယ်လိုမျိုးခြေနေတွေတက်ရောက်လာနိုင်မယ်လို့အကိုထင်လဲပြဟုတ်ကဲ့ဟုတ်ကဲ့ဟိုပေါ့ကောလုံးပြောသလိုပေါ့မင်းအွန်လိုင်းနဲ့သူအရင်တွေ့တယ်ပေါ့နော် ပြီးတော့မှကျွန်တော်တို့ဝင်းကျုံနဲ့ကျွန်တော်တို့ဒါ online ကနေကျွန်တော်တို့တွေ့ရပေါ့ဒါပေမဲ့ကျွန်တော်အခုကြည့်တဲ့လောက်တော့လေဒီ main online နဲ့တွေ့ဆုံနေဆိုတော့ဒီဓာတ်ပုံပေါ့နော်ဓာတ်ပုံနေတည်င်းနေတော့ကျွန်တော်မတွေ့မိဘူးပေါ့နော်ကိုအောင်လုံးတွေ့လာတော့မသိဘူးကျွန်တော်လည်းမတွေ့ဘူးတော့ဟိုကားတွေတော့တွေ့ရပြန်နော်ကားတွေတွေ့တယ်ဒီ hotel ကိုခိုးကြောင်ခိုးကလာတယ်ပေါ့ဗျာလာပြီးတော့ခိုးကြောင်ခိုးကညာတွင်းချင်းပဲ ပြန်သွားတယ်လို့တော့ကျွန်တော်တို့သတင်းသိရတယ်ပေါ့နော်။ညတော့သူအေးရဲတဲ့သဘောမရှိဘူး။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့ဆွေးနွေးခဲ့တယ်လို့ပဲနော်။ Interpol ကလည်းဒါသူ့ကိုဖမ်းဖို့ပါညာဆိုတဲ့အားတွေလည်းရှိနေတဲ့အခါကျတော့ဝရမ်းပြေးဖြစ်နေပြီဟုတ်နော်။အဲ့တော့ဝရမ်းပြေးဖြစ်တဲ့အခါကျတော့လာလာတော့မှကိုကြောင့်ကိုပဲလာတယ်။အဲတွေ့တော့တွေ့တယ်။အဲပြီးတော့ကျွန်တော်တို့ညရင်းချင်းပဲပြန်သွားတယ်ဒီပေါ်မှာအဲတေချာဒီဓာတ်ပုံတွေပါတေချာရိုက်ပြီးတော့သတင်းထုတ်ပြန်တာမျိုးတော့ကျွန်တော်တို့မတွေ့ဘူးပေါ့နော်။ဒါဒါတစ်ပိုင်းပေါ့။အဲပြီးတော့ကျွန်တော်တို့ဒါဝင်းကျုံနဲ့တွေ့တယ်။တွေ့တဲ့အခါမှာတော့ကျွန်တော်တို့ဝင်းကျုံနဲ့အတူကျွန်တော်တို့ရဲ့ ်နိုင်ငံရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးတော်စင်မအောင်ပါတယ်။နောက်ကျွန်တော်တို့ရဲ့ဒီဟိုဟာအကူလာသမဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတိအကြုံမို့ထုံးပါတယ်ပြီးတော့ကျွန်တော်တို့ဒီဝင်းချုပ်ရုံအတွင်းဝင်ပါတယ်ပေါ့နော်ပြီးတော့ဝင်းချုပ်ကြီးနဲ့ကျွန်တော်တို့ဒါတွေ့ကြတယ်တွေ့တဲ့အခါမှာတော့အဓိကအဆင်တွေတော့ကျွန်တော်တို့ထုတ်ပြန်ထားတဲ့အတိုင်းပဲအဲပထမဒီအဆင်ကတော့ဒီ humanitarian ကျွန်တော်တို့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေတကယ်လိုအပ်နေတဲ့သူတွေစီကိုရောက်ဖို့ဆိုတဲ့ကိစ္စပေါ့နော်ဒါဒါဒါနံပါတ်1အရေးကြီးဆုံးအချက်ဒါဒီကိစ္စတွေကျွန်တော်တို့ဆွေးနွေးတယ် ပြီးတော့ဒုတိယချက်ကတော့နောက်ပိုင်းလဲဒီလိုမျိုးအာဆီယံဥက္ကဋ္ဌနဲ့ရောဒီအာဆီယံအခြားအာဆီယံနိုင်ငံတွေရောနဲ့ခေါင်းဆောင်တွေနဲ့ရောကျွန်တော်တို့တွေဒီလိုမျိုးထိတွေ့ဆက်ဆံမှုတွေပို့ပြီးတော့အဲထိတွေ့ဆောင်ရွက်ကြဖို့ဆိုတဲ့ကိစ္စတွေအဓိကဆွေးနွေးရတယ်ပြောအဲအရာတွေအပြင်ခုနကကိုယ်နိုင်ငံကျွန်တော်တို့နိုင်ငံရဲ့တကယ်လက်ရှိအခြေအနေတွေလည်းဒါကျွန်တော်တို့ဒါရှင်းပြခဲ့တဲ့အခြေအနေတွေလည်းဒါရှိတာပေါ့နော်အဲတော့အာရှေ့လျှောက်လည်းပဲကျွန်တော်တို့တွေကတော့အများကြီးဒီပုံမှာဒါမျှော်လင့်နေကြပါနော်အခုအခြေအနေမှာဆိုရင်လည်းဒါ မြန်မာနိုင်ငံရဲ့တကယ် reality ပေါ့တကယ်အခြေအနေမှန်ကိုအာဆီယံကသဘောပေါက်လက်ခံလိုက်တယ်ဆိုတော့အခြေအနေလို့ကျွန်တော်တို့ကဒီလိုပဲကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့သိကြရဲဗျာဒီစစ်စစ်ကောင်းဆောင်ဒီမင်းအောင်နိုင်နဲ့ပဲထိတွေ့ဆက်ဆံပြောဆိုနေုံနဲ့တော့သူတို့တကယ်ကပြည်သူလူထုကိုကူညီခြင်းတယ်နော်ဒါပေမဲ့အဲ့ဒီဟာကမင်းအောင်နိုင်တယောက်ထဲနဲ့ဆက်ဆံနေုံနဲ့မပြီးဘူးဆိုတော့သူတို့နားလဲသွားတဲ့သဘောပဲတကယ်လည်းမြေပြင်မှာလည်းမပြီးဘူး ဘာလို့မင်းအွန်လိုင်းကနံပါတ်၁ legitimacy လို့ခေါ်တဲ့ဒီဥပဒေအရတရားဝင်မှုလုံးဝမရှိဘူးเนาะမရှိဘူး။ तू आ တိုင်းပြည်ရဲ့အာဏာကိုမတရားလုယူဖို့ကြိုးစားနေတဲ့စေအုပ်စုရဲ့ခေါင်းဆောင်လာနေဖြစ်တယ်ပေါ့เนาะ။အဲအဲ့တော့အဲ့ဒါကိုလည်းဒါအာဆီယံကောဒီဒီ bin step ပေါ့ဟိုပြီးခဲ့တဲ့ bin step မှာလည်းကိုအောင်လုံးသတိထားမိတာမသိဘူး။သူ့ကိုခေါင်းစဉ်တက်တဲ့အခါမှာဒီနိုင်ငံတော်ဝန်ကြီးချုပ်သူသူ့ဘာသူပေးရတဲ့ယာတူးတွေပေါ့เนาะတမရတော့အဲ့ဒါတွေကိုဘယ်သူမှမတက်ဘူး။မတက်ဘဲနဲ့ဒီ ဒီ general ပေါ့ဒါဒါစစ်ဘုရုပ်မင်းအောင်နိုင်ဆိုတော့ခေါင်းစဉ်ပဲဒါတက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအနေအထားတစ်ခုမှာဒီမင်းအောင်နိုင်ကပြည်သူလူထုရဲ့ကိုပြည်သူလူထုကိုစားမပြုဘူးပြည်သူလူထုကမန်းတိတ်ပေးထားတဲ့အစုအဖွဲ့လည်းမဟုတ်ဘူးခေါင်းဆောင်လည်းမဟုတ်ဘူးဆိုတဲ့အချက်နောက်နံပါတ်2အချက်အရေးကြီးဆုံးကတော့ဒီမြန်မာနိုင်ငံလုံးကိုစိုးမိုးအုပ်ချုပ်နေတာမင်းအောင်နိုင်မဟုတ်ဘူးဆိုတဲ့အချက်တော့ကျွန်တော်မြန်မာနိုင်ငံမှာဒါခုဒါတော်လန်စစ်ပွဲတွေဖြစ်ပွားနေတယ်အဲ့လိုပဲနေမျိုးစိုးမိုးမှုတွေရှိနေတယ်အဲ့တော့ NUG မှာနေမျိုးစိုးမိုးမှုရှိတယ် ။ဟာကျွန်တော်တို့လေထဲရဆိုးအောင်မဟုတ်ဘူး။เนาะကျွန်တော်တို့နည်းမြေဆိုးမှုရှိရဲ့ပြီးတဲ့အခါမှာအန်ယူဂျီတွေမကောက်ဘူးဒီတိုင်းသားတော်လိုင်းအင်အားစုတွေမှာဆိုလဲဒီနည်းမြေတွေဆိုးမှုထားပြီးတော့တိမ့်ပိုက်ထားပြီးတော့ကျွန်တော်ထိန်းချုပ်နေပြီ။အုတ်ချုပ်နေပြီ။ပြီးရင်အဲအုတ်ချုပ်တဲ့နေရာတွေမှာ sub public service လို့ခေါ်တယ်ပြည်သူလူထုကိုဝန်ဆောင်မှုတွေပေးနေပြီ။เนาะကျွန်တော်တို့မှာဆေးရုံတွေရှိတယ်ကျောင်းတွေရှိတယ်အဲဒါတွေကိုဒီစစ်တပ်ကနေပြီးတော့တောက်လျှောက်လေကြောင်းတိုက်ခိုက်နေတာတွေကတော့တပိုင်းပေါ့ဗျာနော်အဲ့တော့ဒါတွေရှိနေပြီဆိုတော့အခြေအနေအမှန်ဒါတကယ် reality ပဲဘယ်သူမှငြင်းလို့မရတော့ဘူးအော်နောက်ဆုံးဗျာဒီ reality တွေဆိုတာလဲအ ဒီတိုင်းနေရင်တော့တို့သိမှာမဟုတ်ကျွန်တော်တို့ NUG အပါဝင်တိုင်းသားတော်လှန်အင်အားစုတွေအပါဝင်အထူးသဖြင့်တော့ပြည်သူတွေဗျပြည်သူတွေကတောက်လျှောက်ဒီ reality ကိုကျွန်တော်တို့ကပြောပြပြောနေကြတယ်ပြနေကြတယ်အဓိက voice out ပေါ့နော်ဒီကျွန်တော်တို့အတန်အောင်တောက်လျှောက်ထုတ်နေကြလို့ဒါဒီအခြေအနေမှန်တွေကိုအခုဒါနိုင်ငံတကာကသိမြင်လာတဲ့အခြေအနေဖြစ်တယ်အဲ့တော့မဖြစ်မနေဒါဟာတည်ကြတယ် ဟိုဒေါ်လာအင်အားစုတွေเนาะအန်ယူဂျီပါဒေါ်လာအင်အားစုတွေ ਨੇ စကားပြောဖို့လိုလာပြီဆိုတဲ့အခြေအနေတစ်ခုကိုတော့အပြင်းနားလည်လာပြီးတော့ဒီလိုစပြီးတော့ဒါဖြစ်လာတယ်လို့ကျွန်တော်တို့ကတော့ဒီလိုပဲအသုံးသက်ပြောကြားလိုတယ်နော်အဲ့အဲ့အခြေအနေကနေမှတဆင့်ပေါ့နော်အခုကတော့ဒါလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးရေးကိစ္စတွေဆွေးနွေးကြတာနေနောက်ပိုင်းလဲကျွန်တော်ဒီထက်ပိုတဲ့ဆွေးနွေးမှုတွေတော့တာနာပြီးဒီတော်လိုင်းရေးအတွက်ကိုနိုင်ငံကျွန်တော်နိုင်ငံအတွက်ကိုပြည်သူတွေအတွက်ကိုပိုကောင်းမဲ့အခြေအနေတွေကိုဥတီတဲ့ဆွေးနွေးမှုတွေလည်းပဲဒါကျွန်တော်တို့ ASEAN နဲ့ကျွန်တော်တို့ အစိုးရနဲ့ကြားထဲမှာဖြစ်လာမယ်လို့တော့ကျွန်တော်အများကြီးပြောလဲမှာဟုတ်ဟုတ်ကိုနေဘုံကိုကိုနေဘုံပြောသလိုပါနော်အဲတခုသွားသတိရမိတာကျွန်တော်တို့နိုင်ငံတကာကတော့ဒါနိုင်ငံလောင်းတာတော့တို့ရဲ့ထုံတယ်ပေါ့နော်ပရမအချိန်ဒီမှာကျွန်တော်တို့ဟိုပရမပတ်ဒီမှာလည်းပြောခဲ့သလိုပေါ့နော်မင်းအွန်လိုင်းအတွက်ဒါကဟိုနိုင်ငံနီးလိုက်ရတန်တမန်နီးလိုက်ရတာတက်ရှူချောင်းလာမလားပေါ့နော်မိကွန်းနေရှိလာတော့ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်တဲ့ခါကျတော့ကျွန်တော်တို့ဒီဘက်အချမ်းမှာအဲကျွန်တော်တို့တိဆောက်မှုတွေနေမီဆုံးမှုတွေများလာတယ်နဲ့များသူက မဲအွန်လိုင်းပေါ်မှာထားတဲ့နိုင်ငံတကာရဲ့ဟာတော်တော်လေးကျော့သွားတာလည်းတွေ့ရတယ်ပေါ့နော်သူပြောဆိုဆက်ဆံလာတယ်အခု NGO ပေါ်မှာပြောဆိုဆက်ဆံလာတယ်တော့နည်းနည်းလေးကွာလာတယ်ပေါ့နော်အဲတချို့တုံ့သက်မှုတွေလည်းရှိတယ်ကအနုကြည်နေတဲ့နိုင်ငံတကာပေါ်မှာအဲနိုင်ငံတကာနဲ့ဆက်ဆံရေးတွေမှာအားနည်းချက်ရှိနေတယ်လို့ဒီလိုမျိုးဘွာတွေလည်းရှိတာပေါ့နော်ဝေဖန်မှုတွေလည်းရှိတာပေါ့ဒါတချို့ဟာလည်းမှန်တယ်တော့မှန်တယ်လို့တော့ထင်တာပေါ့နော်ဘာလို့ဆိုတော့ဒါကအကန့်အသတ်ချက်တွေရှိနေတာပေါ့အခုလက်ရှိနေသားမှာဆိုလဲကျွန်တော်တို့ပြင်သစ်တို့ဒိန်းမတ်တို့နော်ဝေတို့ဂျပန်တို့ အဲဩစတြေးလျတော့ကျွန်တော်ဒီမှာလဲကျွန်တော်တန်ယုံနေကျွန်တော်ဖိနစ်ထားတာရှိတယ်အဲကျွန်တော်တို့ဒီဘက်ကအနုကြည့်နေတဲ့နိုင်ငံတကာနည်းလမ်းအရထိုးဖောက်မှုတွေများစွာလုပ်နေပြီပဲဒါပေမဲ့ကျွန်တော်တို့တစ်ဖက်မှာရှိနေတာကကြတော့အဲကျွန်တော်တို့ဆွတ်ပြောလို့ပေါ့နော်ကျွန်တော်တို့စူးမှုနေပြီဘယ်လောက်ထိချုပ်ထားနိုင်တယ်လဲဆိုတဲ့ပုံပေါ်မှုတည်ပြီးတော့နိုင်ငံတကာလည်းပြန်ဆက်ဆံတာကတို့အပြုမှုကပြောင်းတာပေါ့အခုလက်ရှိမှာတော့ဒါကျွန်တော်တို့အတွက်တကယ်ကိုကြီးမားတဲ့ပြောင်းလဲမှုလို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ဝေဖန်မှုကတော့အကောင်လုံးကတော့ပြောလို့နှစ်နှစ်ဖက်လုံးရှိတယ်ပေါ့တစ်ဖက်ကြတော့လည်း အာဒီနိုင်ငံနိုင်ငံတကာကိုဒီချင်းကပ်ဆောင်ရတဲ့နေရာမှာအားနေတယ်ဆိုတာမျိုးဝေဖန်တာရှိတယ်။တစ်ဖက်ကျတော့လည်းနိုင်ငံတကာကို view site နေနေတော့နိုင်ငံတကာဘာမှလုပ်ဝေးနိုင်တာလည်းမဟုတ်ဘူး။ကိုယ့်ဘာသာကိုဒီဘက်မှာပဲအဲစစ်ရေးကိုပဲအာရုံစိုက်ပါဆိုတဲ့ဝေဖန်မှုတွေလည်းတွေ့ရတယ်ပေါ့ဗျာနော်တွေ့ရတယ်။အဲ့တော့ဟိုနှစ်ဖက်လုံးအတွက်တော့ကျွန်တော်တို့ကဖြည့်ရှင်းချက်ရှိပါတယ်နော်။ဆိုလိုတာကတော်လန်ရေးဆိုတာကအားပေါင်းများစွာကိုစုပြီးတော့ကျွန်တော်တို့ဒီ sales ကိုပြိုကျနိုင်တဲ့ဒီကြီးမားတဲ့အင်အားတစ်ခုဖြစ်အောင်လုပ်ရတဲ့သဘောပဲ။အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကစစ်ရေးအရာလည်း pressure ပေးမယ်။ နိုင်ငံတကာဆက်ဆံရေးရလဲကျွန်တော်တို့တွေဒါအများကြီးအလုပ်လုပ်ပြီးတော့ဒါ pressure ပေးမယ်အဲ့လိုပဲလူလူထောက်ခံမှုတွေကိုလည်းမကြတော့အောင်တော့လျှောက်အလုပ်လုပ်ပြီးတော့ pressure ပေးမယ်ဒီလိုမျိုး pressure mechanism နီးပေါင်းစုံနဲ့ကျွန်တော်တို့ဒါ PR ပေးတဲ့အလုပ်ကိုတော့လျှောက်လုပ်နေတယ်ပေါ့နော်အဲ့တော့အားနည်းလားဆိုတော့ကျွန်တော်တို့ဟိုပေါ့တချို့အကန့်အသတ်တွေရှိလို့ဒါအားနည်းတာတွေရှိလို့တချို့ကိစ္စကတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာကျွန်တော်တို့ဒေါ်စင်မောင်ပြောခဲ့တယ်လို့ပဲကျွန်တော်တို့ဝင်ကြီးပြောခဲ့တယ်လို့ပဲတချို့အားတွေကျတော့ကျွန်တော်တို့တွေ့တယ်ဒါပေမဲ့ publish လုပ်လို့မရဘူးနော်အဲ့တော့အဲ့တော့အဲ့မှာလဲဒါဝင်ကြီးကိုယ်တိုင်ပြောခဲ့တယ် ပုံမှန်လေးလေးတွေ့ကြပါเนาะကျွန်တော်တို့ကတရားဝင်ဆိုးအားဖြစ်တယ်เนาะဒီဆက်အုပ်စုဟာကျွန်တော်တို့ကတရားဝင်ဆိုးအားမဟုတ်တဲ့တည်းလက်ရှိမြေပြင်မှာလည်းမြေပြင်ဆိုးမှုမရှိတော့ဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်တို့တရားဝင်တွေ့ကြပါကျွန်တော်တို့နဲ့တွေ့တာကိုเนาะဒီကလဲလောက်ကြပါเนาะကြေညာကြပါဆိုတဲ့ဟာမျိုးပြောခဲ့တာရှိတယ်ခုကြောင့်ခုကလည်းတွေ့နေနေတော့ပေါ့เนาะအဲ့တော့ဒါအခုဘာပဲပြောဒါအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဒါမလေးရှားဝင်ကြီးချုပ်အနေနဲ့ဒီလိုတွေ့တယ်တွေ့တဲ့ဟာကိုလည်းတရားဝင်ဒါသတင်းထုတ်ပြန်တဲ့အနေအထားတစ်ခုဖြစ်လာတဲ့ဟာကတော့ဒါအာ အဖက်ဖက်ကမကြည့်ရင်တော့ဒါကောင်းတဲ့အခြေအနေပေါ့နော်အဲ့တော့ရှေ့လျှောက်တော့ဒါအများကြီးဒီဟာကတော့အစပဲရှိပါအောင်မယ်နော်အစပဲရှိအောင်မယ်အဲ့တော့ရှေ့လျှောက်ကျွန်တော်တို့ဒီထက်ပိုတဲ့အထီးတွေဆက်ဆံမှုတွေရာတဆင့်ပေါ့နော်ဟိုတစ်ခုကဒီအကြံဖက်ဆဲဥစုကိုလည်းပဲ ဒီဒီတရားဝင်မှုပေးလိုက်တဲ့အခြေအနေမျိုးမဖြစ်အောင်တော့ကျွန်တော်တို့ကဒါအရေးကြီးတာပေါ့နော်။နောက်ပြီးပြည်သူစံတာပြည်သူသဘောထားပြည်သူတွေရဲ့အတန်အဖာလဲဒါတွေကိုလည်းဟိုစနစ်ဟိုတည်တည်ချာချာပေါ့နော်။ဒါအရှိကိုအရှိအတိုင်းဒီနိုင်ငံတကာပို့တည်အောင်ဒီအစပြုံးမှုကနေပြီးတော့တစင်ကျွန်တော်တို့ဆက်ပြီးတော့လုပ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့အများကြီးမျှော်လင့်ထားပါဘူး။ဟုတ်ဟုတ်ဒါဒါနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်။နောက်တတိယကြံလာလေးတစ်ခုက ဆိုတော့လို့ပေါ့ကျွန်တော်တို့စုံမှုထင်းကျုံနေမြေရဖို့အတွက်ကိုပုံမှုလုဆောင်မှုလိုတယ်ဒါမှကျွန်တော်တို့နိုင်ငံတကာရဲ့ကျွန်တော်တို့စီတီတွေဆက်ဆံတဲ့အခါမှာလည်းတရားဝင်အစိုးရတရားအနေနဲ့ကျွန်တော်တို့ဘုံမှာပွင့်လင်းမြင်သာသွားသူတို့ဆက်ဆံကြပဲပေါ့နော်အဲဒါအခုဒီနှစ်တကူမင်းကုန်းမှာလည်းဒါနိုင်ငံတော်သမ္မတကြီးပြောသွားတယ်ပေါ့နော်ဟုတ်ပြည်သမ္မတကြီးပြောသွားတာရှိတယ်အဲဒီ2025ကအစည်းအပီးတက်ဖို့အတွက်ကို အဲပုံမလို့ဆောင်မလို့လဲပေါ့နော်ပြောသွားတာရှိတယ်အဲတစ်ဖက်မှာလည်းဒါဥယျာဉ်မဟုတ်ခါတော့လည်းပြောတယ်ကာဝေးယျမဝင်ကြီးဥယျာဉ်မကိုလည်းပြောသွားတာရှိတယ်ဒါတနင်္ဂနွေလုံးအတိုင်းတောင်လည်းပေါ့နော်မဟာပြောထိုးစစ်ထူထူထိုးစစ်ကိုဆောင်ရွက်တော့မှာပေါ့အဲ့တော့အဲ့ဒါကဘလို့အတိုင်းတာအထိကျွန်တော်တို့အခုဆောင်ရွက်မှုတွေအနုကြည့်နေနဲ့ရှိတယ်လဲပေါ့ ဟုတ်ဒီကျွန်တော်တို့တမနာကြီးပြောတဲ့ကိစ္စပေါ့နော်ဒါကတော့ကျွန်တော်တို့လည်းရှေ့မှာလည်းခဏခဏဆွေးနွေးခဲ့ဦးပါတယ်ကျွန်တော်တို့ကတော့ပြည်သူလူထုကိုဖော့ဆုတ်ပေးတာလည်းမဟုတ်ကျွန်တော်တို့ကနှစ်တိုင်းနှစ်တိုင်းကတော့ကျွန်တော်တို့အဆုံးသတ်နှစ်လို့ကိုသဘောထားပြီးတော့ကျွန်တော်တို့ကလုပ်နေတာပေါ့နော်လုပ်နေတာအဲ့အဲ့ဒါအဲ့ဒါတော့ကျွန်တော်တို့ညင်းမရဘူးပေါ့နော်ကျွန်တော်တို့တတ်နိုင်မှာအကောင်းဆုံးကျွန်တော်တို့ဒါကြိုးစားတယ်ဒါမနှက်ပြန်ပြီးွားရင်ဒါအကောင်းဆုံးပဲလေနော်တော်လန်ရေးကိုတတ်နိုင်တယ်မြောက်အချိန်ကိုချုပ်နိုင်အောင် ချုပ်ပြီးတော့ကျွန်တော်တို့တကယ်လိုချင်တဲ့ပန်းနိုင်ရောင်လေးရအောင်ကျွန်တော်တို့နေ့စဉ်ရက်စက်ကျွန်တော်စူးစမ်းဆောင်ရွက်နေတာရှိရပေါ့နော်အဲ့ဒီကြောင့်ဒီနေ့တော့ဒီဒီဒီနေ့ဆို2025ဆိုရင်လည်းပဲအများကြီးဒါပြည်သူကလည်းမျှော်လင့်နေကျွန်တော်တို့လည်းပဲအစွမ်းကုန်အားထည့်ပြီးတော့ပေါ့နော်အရင်ထက်ပိုတဲ့အားတွေဆက်ထည့်ပြီးတော့ကျွန်တော်တို့ဒါတိုင်းဟန်းသားဒေါ်လာအင်အားစုတွေအားလုံးလည်းပူးပေါင်းပြီးတော့အုပ်ချုပ်ရေးရအောင်စည်ရေးရအောင်နိုင်ငံရေးရအောင်ပေါ့နော်ခုနကအဆုံးအဖြစ်တစ်ခုထွက်မဲ့ခြေရင်းတစ်ခုရအောင်တော့ဒါအားဆိုင်ဂျိုးပန်းနေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဒါလေးလည်းရှိမယ်ပေါ့ပြီးတော့ခုနကအဲကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးပြောတဲ့ကိစ္စပေါ့ဒါကလည်း အာကျွန်တော်တည်တလို့အခုဒီ ARI တိုင်းကဘူဟာ29ကိုထင်တယ်အဲ့ဒီအဲ့ဒီကတင်တန်းစိတ်မွေးတစ်ခုမှာတဝင်လွားပေးနေတယ်ကျွန်တော်ဒီကိစ္စပြောခဲ့တာဗောနောပြီးခဲ့တဲ့ဒီတပ်မှုတင်တန်းတစ်ခုမှာလည်းတဝင်လွားပေးခဲ့တဲ့တော့ကလည်းဒါပါပါတယ်ဒါကတော့ကျွန်တော်တို့ရီမန်းစူးစမ်းနေတယ်ခုနကဖက်ဖက်ကပြရားပေးတယ်ဆိုတဲ့အထက်မှာစေရေးဖြီးအားဗောဗျာစေရေးဖြီးအားတည်တတ်မှာတော့ဒါဥကျွန်တော်ဥမျိုးပြောခဲ့တာတော့အသုံးဆင့်ရှိတာဗောနောပထမအဆင့်ကတော့ကျွန်တော်တက်တွေတိဆောက်ရတယ် ်ပြီးတဲ့အခါမှာဒီကွက်ပြစ်ခင်းပေါ့နော်ကွက်ပြစ်ခင်းတယ်ဆိုတော့တနေရာတည်းကနေပဲကျွန်တော်တို့လုပ်ပိုင်ဆောင်နေတာမဟုတ်ပဲねတနိုင်ငံလုံးအတိုင်းအတာနဲ့စီးရေးဖော်ဆောင်နိုင်မှုအတွက်ကွက်ပြစ်ခင်းနိုင်တဲ့အခြေအနေပေါ့နော်ဒီမှာဆိုရင်အဲဝင်းကြီးထက်ပြောရတယ်မှာပါပါလဲဆို ARR တိုင်းမှာပါကျွန်တော်တို့လူတွေရှိနေပြီကျွန်တော် PDF တွေရှိနေပြီအခုတင်းတန်းဆင်းမွေ ARR တိုင်းထဲမှာစင်းတာနော် ARR တိုင်းထဲမှာအချို့စီးရေးတွေလည်းဒါဖော်ဆောင်နေနိုင်ပြီပေါ့နော်အဲ့တော့ဒါကွက်ပြစ်ခင်းတယ်ဆိုတာဒါကိုပြောတာ တိုင်းသားနေပြည်တော်မှာပဲကျွန်တော်တို့အခြေချရတယ် base လုပ်တယ်ဒါစတင်တယ်ဆိုတာမှန်ပေမဲ့တကယ်တမ်းတနိုင်ငံလုံးကိုကွက်ပစ်ခင်းနိုင်တယ်ဆိုရဲဘာသာပြောပါဦးကျွန်တော်လုပ်နေတာပေါ့နော်အော်ဒါပထမအဆင့်အခုဆိုရင်ဒါတနိုင်ငံလုံးနေပါတိုင်းနေမှာပါကျွန်တော်တို့ရဲ့ PDF တွေရှိနေပြီဆိုတဲ့အခြေအနေတခုဒါဒီဆောက်နိုင်ထားပြီပေါ့နော်အဲပြီးရင်ဒုတိယအဆင့်ကတော့ဒီတိဆောက်မှုကိုအခြေခံပြီးတော့ကျွန်တော်တို့ညိုသိန်းတွေရွာသိန်းတွေစကန်သိန်းတွေကျွန်တော်တို့လုပ်တယ်ဆိုတဲ့ကိစ္စဒါတွေလည်းတင်းခဲ့ကြပြီ။တော့တင်းခဲ့ကြပြီခါမှာအခုဆိုရင်ကျွန်တော်အဲကျွန်တော်မှတ်မိသလောက်ဆိုရင်66မြို့ ကျွန်တော်တို့ဒါရှိနေပြီပေါ့နော်ရှိနေပြီဒါတင်းခဲ့ကြပြီအဲအဲ့ဒါဒါဒုတိယအဆင့်ပြီးရင်တတိယအဆင့်ကတော့ခုနကပြောတဲ့အထွေထွေထိုးစစ်ပေါ့ ထွေထိုးစစ်ဖြစ်ဖို့အတွက်တရားအဆင့်အနေနဲ့လည်းကျွန်တော်တို့ကပြင်ဆင်နေတယ်စ조사နေတယ်အဲဒီမှာလည်း NGO တခုလည်းမဟုတ်ဘူးเนาะတိုင်းသားတော်လိုင်းအင်အားစုတွေရောခြားသောဒီနေဦးတော်လိုင်းကာလာရောက်မှပေါ်လာတဲ့အင်အားစုတွေရောအားလုံးပေါင်းပြီးတော့ဒီထွေထိုးစစ်တခုကိုဘယ်လိုစတင်မလဲအဲဘယ်လိုဆောင်ရွက်မလဲဘယ်နေရာကနေဘယ်လိုအဲကျွန်တော်တို့အဲကျွန်တော်ထိုးမလဲပေါ့เนาะစသဖြင့်ဒါမျိုးတွေအကုန်လုံးကိုတော့စနစ်တကျပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေတခုကိုတော့ဒါရောက်နေပြီပေါ့ဒါကတော့ကျွန်တော်တို့မဖြစ်မနေလုပ်ကိုလုပ်မဲ့အဆင့် 30ပေါ့အဲအဆင့်30မှာပထမဆင့်လည်းပြီးသွားခဲ့ပြီဒုတိယဆင့်လည်းပြီးသွားခဲ့ပြီအခုတော့ဒီတတိယဆင့်ကိုလုပ်နိုင်မှုအတွက်အဲကျွန်တော်တို့တွေစတင်ပြီးတော့သူ့ဖွဲ့ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေတခုတော့ဒါရောက်နေပြီဆိုတော့လည်းဒါဆရာဥယျာဉ်မော်ပေါ့ကျွန်တော်တို့ကာဝေးဝင်ကြီးဒါပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘာနဲ့သွားချိန်ခြင်းလဲဆိုတော့ခုနကရှေ့ရကျွန်တော်ပြောခဲ့တဲ့ဖတ်ပေါင်းဆောင်ကပရက်ရှာပေးမယ်ဆိုတော့ကိစ္စပေါ့နော်ကျွန်တော်တို့ကဒီစည်ရေးတခုလည်းလုပ်နေတာမဟုတ်ဘူးအဲ့တော့စည်ရေးအတွက်ကလည်းသိရတဲ့အတိုင်းပဲ ပတ်စံလိုတယ်เนาะအဲ့တော့စီရေးအတွက်ကိုဒီဘဏ္ဍာကိုရရှိရေးဆိုတဲ့ကိစ္စမှာလည်းကျွန်တော်တို့စီမံဘဏ္ဍာဝန်ကြီးဌာနကနေပြီးတော့တေချာစနေတကြဆောင်ရွက်နေတာရှိတယ်လို့ခုနကနိုင်ငံတကာအရေးရတယ်အရေးကြီးတယ်เนาะနိုင်ငံတကာအရေးရအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဒီပတ်ဝန်းကျင်နိုင်ငံတွေရှိတယ်အိန္ဒိယနိုင်ငံတွေရှိတယ်ဒီအိန္ဒိယအိန္ဒိယနိုင်ငံတွေရဲ့ကျွန်တော်တို့နိုင်ငံပေါ်ထားတဲ့သဘောထားသိမြင်တဲ့သိမြင်မှုဒီပုံမှာတို့ရဲ့ဒီဟို view ဟာပြောင်းလဲမှုဒါတွေကလည်းကျွန်တော်တို့တော်လိုင်းရေးပုံမှာအသက်ရောက်မှုရှိတယ် တယောက်မှုရှိတယ်။ဒါကြီးတာသေးတာတွေတော့ရှိကောင်းရှိမှာပေါ့။ချိုးတယောက်မှုကသေးကောင်းသေးနေတယ်။ဒါပေမဲ့ချိုးတယောက်မှုကလည်းကြီးတာတွေလည်းရှိတယ်။ဒါတွေအားလုံးလည်းကြုံကြပြီးသားပဲเนาะ။အဲ့တော့ဒီလိုဟာမျိုးရှိရကြအောင်နိုင်ငံသားကြီးကလည်းလက်လွတ်လိုက်လို့တော့မရဘူးဗျ။အလုပ်ဆရာရှိတာလုပ်ရမယ်ကျွန်တော်တွေ့တဲ့နေနဲ့တွေ့ရမယ်ပြောတဲ့နေစကားကိုကျွန်တော်ပြောပြောရမယ်အဲဒါဒီလိုကိစ္စမျိုးတွေကတော့ရှိနေတာပဲဒါနိုင်ငံသားကြီးပြီးရင်ခုနကပြောတဲ့ပြည်သူအခြေကြီးဆုံးနောက်တစ်ခုကတော့ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုဒါကလည်းစစ်တပ်ကရမ်းဖိနှိပ်နေတဲ့ခါကြတော့ဗျာဟိုနည်းနည်းပါးပါးတော့ပြည်သူကတော့ဟို အချိန်လေးလဲကြာလာတယ်เนาะဖီစီနှိမ့်ဆက်မှုတွေကလည်းအများကြီးတဲ့အခါမှာကျွန်တော်တို့ကအရှင်လိုတော့ဗျာလမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့အချိန်တွေတော့မလွယ်တော့ဘူးပေါ့ဗျာဒါပေမဲ့လည်းအခုချိန်ထိเนาะဒါကျွန်တော်တို့စုံမထင်းချုပ်နေမိတယ်ပေါ့အခုချိန်တည့်ရက်မပြတ်เนาะပြင်လမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြနေတယ်ဆန္ဒပြဝင်ရှိနေတယ်ဘုံတော်လိုင်းကိုစောင့်ကြည့်နေတယ်လို့ဆိုအသိတယ်เนาะတည့်ရက်ကိုမပြတ်သေးဘူးပေါ့เนาะအဲအဲ့လိုဒါတပိတ်ဖွဲ့တွေလည်းဒါအခုချိန်ထိရှိနေတယ်ဒါပေမဲ့တချို့စစ်အုပ်စုစုံမထားတဲ့နေမိတယ်မှာဆိုရင်တော့ဒီသူတွေက ပြန်ထွက်ပြီးတော့ဒီလိုမျိုးမလုပ်နိုင်ဘူးဆိုပေမဲ့ကျွန်တော်ကတော့အပြည့်အဝယုံကြည်တယ်ကျွန်တော်တို့ပြည်သူတွေကလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့ဒီတော်လှန်ရေးကိုသူတို့နိုင်တယ်များနီလန်ဘောင်းဆောင်နဲ့အခုချိန်ထိလည်းအရင်တော့ကလည်းပတ်မိုးခဲ့တယ်အခုချိန်ထိလည်းပတ်မိုးနေဆဲဖြစ်တယ်နောက်လည်းပဲတော်လိုင်းအောင်နေထိဆက်ပြီးတော့စိတ်သက်ခိုင်အောင်လည်းဆက်သွားနေဦးမယ်ဆိုတော့ကျွန်တော်ကတော့အပြည့်အဝယုံကြည်တယ်အဲအဲ့အဲ့အတွက်လည်းကျွန်တော်တို့တွေလည်းအကောင်းဆုံးကျွန်တော်တို့ဒါစူးစမ်းနေအဲ့တော့ဒီလိုဘတ်ပေါင်းဆောင်ကနေပြီးတော့ pressure ပေးနိုင်မှုတော့ စီရေးနိုင်ငံရေးနိုင်ငံသားရေးဝနဘန္နာရေးနောက်လူလူလှုပ်ရှားမှုရေးစသဖြင့်ဗက်ပေါင်းဆောင်ကနေတော့ဒါကျွန်တော်ဒီ sales ကိုပြိုကျသွားတဲ့အထိကျွန်တော်တို့ပန်းတန်ရောက်တဲ့အထိတော့ pressure ပေးဖို့ကိစ္စတွေလည်းတောက်လျှောက်ဆက်ပြီးတော့လုပ်နေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ျွန်တော်တို့ထပ်ပြီးတော့မျောလင်းလို့ရနိုင်တာဗောနော်မျောလင်းချက်ဆိုတာတဲ့ကိုကျွန်တော်တို့အဲဒါကျွန်တော်တို့တော်တော်လေးကိုနှိစက်လာပြီးဖြစ်တာဗောနော်အခု2025မှာအပီးသက်ဗောနော်ပီးသက်ထိုးစစ်ပုံစံမျိုးဗောနော်ထွေထွေထိုးစစ်ပုံစံမျိုးဆိုတော့ဒါက အဲမိကုန်းတွေကြတော့အများကြီးရှိတာပေါ့တကယ်ဖြစ်လာနိုင်မှာလားမဟုတ်တော့เนาะဒါမိကုန်းတွေအများကြီးရှိတာအဲကျွန်တော်တို့ကြတော့လေတကယ်ဖြစ်လာခြင်းမဖြစ်လာခြင်းကနောက်ပေါ့เนาะတကယ်လုံနေတာအဓိကကြတာပေါ့အခုလက်ရှိအနေထားမှာဒါ ERO တွေလည်းဆောင်ရွက်နေတာရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ PDF တွေဆိုလို့ရှိရင်လည်းဆိုတော့ကိုနေဖုန်းပြောသွားတယ်မြို့နယ်တွေမြို့နယ်တွေတော်တော်များများမှာကျွန်တော်တို့ဖြန့်ကျက်ထားနိုင်ပြီအဲ့တော့တုံတမာတဲ့ဒပြိုင်တီးဆိုလို့ရှိရင်ပုံစံတစ်မျိုးပြောင်းလာနိုင်တယ်ပေါ့เนาะနောက်တစ်ခါအဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဆိုတော့အခုဆွေးနွေးသွားတယ်အဲကျွန်တော်တို့ထူးထူးတပိတ်တွေရာလဲအဲ့အချိန်ညာကျွန်တော်တို့ နိုင်ပွဲတွေရလာပြီဆိုလို့ရှိရင်ပြန်ပြီးတော့နိုးထလာနိုင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲကျွန်တော်တို့ကတော့အဲယုံကြည်နေတာတစ်ခုရှိသေးတယ်2025တခုခုတော့ကြီးကြီးမားပြောင်းလဲမှုတော့ဖြစ်လာနိုင်တယ်လို့တော့အဲကျွန်တော်လည်းအဲ့လိုမြင်တယ်ပေါ့ဟုတ်ပါတယ်ဒီဒီထွေထွေထိုးစိတ်လို့ပြောတဲ့အခါမှာလေစစ်ရေးတစ်ခုတည်းကိုကျွန်တော်မကြည့်သေးခြင်းပေါ့နော်ဒီစစ်ရေးတစ်ခုတည်းကပဲအဲကျွန်တော်တို့နိုင်ငံကိုအဆုံးဖြတ်ပေးမှာမဟုတ်ဘူးလို့ကျွန်တော်ဒီလိုပဲနားလဲအဲ့တော့ထွေထွေထိုးစိတ်လို့ပြောတဲ့အခါမှာပတ်ပေါင်းဆောင်ပါပေါ့နော်ပတ်ပေါင်းဆောင်ပါထိုးစိတ်ပေါ့နော်ပတ်ပေါင်းဆောင်ထိုးစိတ်လှုပ်ဖို့လိုပါတယ် နော်ခုနကပြောလို့စစ်ပွဲတစ်ပွဲတိုက်ရတယ်ဆိုတာလည်းတိတ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်အသက်တွေတွေးရွှေရင်းနှီးပေးဆက်ရဆိုခုနကပြောလို့ကြည်စံမရှိပဲကျွန်တော်တိုက်လို့မရဘူးလက်နက်မရှိပဲတိုက်လို့မရဘူးပေါ့နော်အဲ့တော့ဒီအတွက်ငွေကြေးလိုတယ်အဲ့တော့ကျွန်တော်ဘန်နာရေးရလဲကျွန်တော်တို့ကဒီထွေထိုးစစ်ကြီးအတွက်ဝန်ရမယ်အဲ့အဲ့လိုပဲခုနကတန်တမာရေးနိုင်ငံတကာရေးနောက်ခုနလူလှူရှာမှုဒါတွေအကုန်လုံးပေါင်းပြီးတော့ဗပောင်းဆောင်ကနေထိုးတဲ့အဲထိုးစစ်ကြီးမျိုးပေါ့နော်ဒီလိုထိုးစစ်မျိုးဆိုတော့မခံနိုင်ဘူးပြအခုကတော့ခုနကငလင်ကြောင့်လဲဒီ နေပြီးတော့တော်တော်လေးထိခိုက်သွားတဲ့သဘောရှိသလိုပြည်သူတွေရဲ့ထိခိုက်မှုဟာလည်းတော်တော်ကြီးရယ်ပေါ့နော်ကြီးသလိုပဲဒီစစ်တပ်ရဲ့ဒီတချို့သော infrastructure တွေလည်းဒါပျက်စီးရယ်ဆိုတဲ့အနေအထားမျိုးလည်းကျွန်တော်တို့ဒါတွေ့ရတယ်အခုတော့မှကျွန်တော်ထင်တယ်တချို့သောရုံးလုပ်ငန်းတွေနေပြီးတော့မှတော့မလုပ်ရတော့ဘူးလုပ်ရလို့လုပ်စရာဟိုအဆောက်အဦလည်းမရှိတော့ဘူးပေါ့နော်လမ်းပေါ်မှာအများတိုင်းတော့လုပ်နေဖို့ကလည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့တချို့တွေရန်ကုန်ပြန်ရွှေ့မယ်ဆိုတာမျိုးတော့ကြားရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကြားဘူးတာပေါ့ဗျာနော်ဒီ ဘရင်ရင်တော့သူကနေပြည်တော်ဆိုတာလည်းသိရတိုင်းပဲသူတို့ကဘာခေါ်လဲသူတို့ဘရင်ယူတွေလေနော်သူတို့သူကသူဘရင်တော်တော်မင်းမင်းလို့သူကစဉ်းစားပြီးတော့သူကနေပြည်တော်ဆိုတာဒါမင်းနေပြည်တော်ဆိုတာမျိုးနဲ့သူကဒါဒါစေအုပ်စုရဲ့ဒါအကြံပဲလေနော်အာရန်ကုန်မှာသူကသူအစဉ်ပြေနေတော့အကုန်လုံးရွှေ့ကျွန်တော်မှတ်မိသေးတယ်အဲ့တော့ကားကြီးကားငယ်သူဆိုနေရွှေ့ကြရတာဒါမျိုးတွေပေါ့နော်အဲ့လိုအချိန်တွေတခုကိုသူတို့လုပ်ခဲ့ပြီအခုတော့ပြတ်သွားပြီနေပြည်တော်ကနေပြည်တော်ပြတ်သွားပြီဆိုတော့ဘယ်နေရာမှာများယုံယုံပြောင်းဆိုင်မယ်ကျွန်တော်ကတော့ သူတို့နေရနေရမရှိတော့တဲ့အခြေအနေတောင်ရောက်နေပြီလို့ကျွန်တော်တော့မြင်တယ်အဲ့တော့အဖက်ဖက်ကနှိမ့်ကြနေတယ်အဖက်ဖက်ကဒီချိနေနေတဲ့ဒီဆေးအုပ်စုကိုပြိုဖို့အတွက်ပေါ့နော်ကျွန်တော်တို့ထိုးထိုးစစ်ကိုတော့ခုနကပြောလို့အထွေထွေထိုးစစ်ဆိုတဲ့နေရာမှာစစ်ရဲတယ်မဟုတ်မဟုတ်ဘဲနဲ့ဖက်ဖက်ကနေဝိုင်းပြီးတော့ထိုးကြတယ်ထိုးစစ်ကိုအားလုံးအတူတူကဆင်နွှဲကြရမယ်အချိန်တော့ရောက်ပြီလို့မြင်ပါတယ်ဗျဟုတ်ကျေးဇူးပါဘူးနောက်တစ်ခုကကျွန်တော်တို့အခုဒီ20တက်ကပေါ့နော်20တက်မှာတိုင်းနိုင်ငံတော်လူငင်းဆိုပြီးတော့အဲစက်ကောင်စီကနေပြီးတော့ဒါကျွန်တော်တို့ ဟိုဟာကျော်ပေါ့နော်4800ကျော်ပေါ့သူတို့ပြန်ထုတ်လိုက်တယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေပါတာဆိုလို့ရှိရင်တရားကျော်ဘယ်လောက်ပဲရှိရပေါ့နော်အဲအဲ့အဲ့ဒါကတစ်ဖက်မှာလွတ်တယ်ပြောတယ်ပေါ့နော်တစ်ဖက်မှာကျတော့လေအဲသူဟိုမှာအကျဉ်းတော်မှာသွားပြီးတော့ဝန်ထမ်းတွေကဟုတ်မကွေးကျင်းတော်မှာဆိုလို့ရှိရင်လေဒါအကျဉ်းသားတွေတည်ဆုံးတဲ့အထိသူတို့ဂျမ်ဖတ်မှုတွေလုပ်နေပေါ့နော်အဲအဲ့ပုံမှာအခု ာပြောချင်တာရှိမှာဒါကတော့ဗျာလုံနေကြပါတော့ကိုအောင်လုံးလည်းသိထားပြီဗျာမြန်မာပြည်သူတွေလည်းနော်နော်ကျင်နေပါပြီဒီကိစ္စတွေဒါပေမဲ့လည်းဗျာဒီလိုကိစ္စတွေဆိုတော့ကိုကကိုသားသမီးကိုဆွေမျိုးတွေထောင်သွင်းကြင်ချခံရတဲ့လူတွေကတော့ဒီလိုအချိန်မှာဆိုတော့မျှော်ကြတာပဲကျွန်တော်တို့လည်းထောင်ထဲခြောက်ကြဘူးတော့ထောင်ထဲမှာဆိုရင်လည်းဒီလိုအချိန်ဆိုရင်ဒါကိုများပါမှာဆိုပြီးတော့မျှော်ကြရတာပေါ့ဒါပေမဲ့ဒီစေဟုစုပြောလောက်တဲ့ဒီအခုလက်ရှိလူငယ်ကတော့ ဘာမှအတိတ်ပဲမရှိဘူးစေတနာလည်းမရှိဘူးအရင်ကတည်ကြတယ်နောက်ပြီးတော့ကနကပုံမှန်တွေပဲပုံမှန်ပဲပုံမှန်တွေမပါဘူးဆိုပြီးတော့သူကန့်တတ်ထားတဲ့ပုံမှန်တွေရှိတယ်အဲ့ပုံမှန်တွေကလည်းကနနိုင်ငံရေးကျင်းသားအများစုကိုတတ်ထားတဲ့ပုံမှန်တွေတော့အဲ့ဒါကြောင့်မလို့တော့နိုင်ငံရေးကျင်းသားဒီခံစား권ဘူးမရှိဘူးဆိုတဲ့သဘောဖြစ်တယ်ဒါအဲ့လိုပဲ short yes ဆိုတာလည်းဘယ်လိုပေးရလဲဆိုတော့ကနကတော့ကြံတဲ့ပမာဏရဲ့6ပုံတပုံပဲပေးတာအဲ့တော့ပြောချင်တာအခုကနကပါလာတဲ့ရာရာကနန်းပဲရှိတဲ့နိုင်ငံရေးကျင်းသားအချို့ဆိုတာလည်း လွတ်လွတ်နီးလို့လွတ်ရနီးလို့အဲကျွန်တော်တို့တရက်နှစ်ရက်လောက်အလျှော့ပြီးတော့လွတ်လိုက်တဲ့သဘောကြီးဒီလိုသဘောလိုပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒါကိုနားလည်ဖို့လိုတယ်အဲ့တော့ကျွန်တော်ကတော့အားနဲ့ဆက်ဆက်ပြောရရင်ဒီမလေးရှားဝန်ကြီးချုပ်ကတော့မှသူ့ရဲ့ပို့ဆိုင်မှာထည့်ရေးထားသေးတယ်ဒီ main online ကဒီအကျဉ်းသား၄800ကျော်ကိုလွတ်ပြီးလွတ်လွတ်လိုက်တယ်ပေါ့နော်အဲဒါဟာ ဒါဟာ tension တွေကိုဖြေလျှော့တာပါဆိုပြီးသူကြီးတာ no 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 that is not no release tension ပေါ့နော်ဒါဟာ tension တွေလျှော့တာမဟုတ်ဘူးဆိုတော့ဒါလေးရှားဝင်းကြုံနားလဲဖို့လိုတယ်နော်ဘာလို့လဲဆိုတော့ဒါဘာမှလုံးဝအနှစ်သာရမရှိတဲ့နော်လုံးဝဒါစေတနာလည်းမရှိရဲ့ဒီလုံယိုးလုံးစင်တစ်ခုကိုဒါလှုပ်ပြလိုက်တဲ့သဘောပဲနော်အဲ့တော့ဘာမှဟိုအနှစ်သာလည်းမရှိဘူးစေတနာလည်းမရှိဘူးတော်တော်လေးရှင်းလင်းတဲ့ကိစ္စပေါ့နော်အဲ့တော့ဒီအတွက်ကျွန်တော်တို့ဘာမှအဲခေါင်းထဲမှာထည့်စရာလည်းမလိုဘူးတကယ်တမ်းစေတနာရှိတယ်ပေါ်တီကယ်ဝဲပေါ့နော်တကယ်တမ်းတိုင်းပြည်ကိုပြောင်းလဲဖြစ်စေခြင်းလည်းဆိုရက် နိုင်ငံရေးအရစိတ်ဆန္ဒတခုရှိတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံတော်တိုင်ပင်ခံကိုလွတ်လေကျွန်တော်တို့တမန်တော်ကြီးကိုကျွန်တော်လွတ်လေတကယ်နိုင်ငံရေးကျင်းသားတွေကိုချွင်းချက်မရှိကျွန်တော်လွတ်ဖို့အရေးကြီးတယ်။နော်အဲ့ဒါမှမလုံနိုင်ဘဲနဲ့တော့ကျွန်တော်ဒါတန်းရှင်းတွေကိုပြေလျှော့တယ်လို့ကျွန်တော်တို့ကောင်းစဉ်တက်လို့မရဘူးပေါ့နော်။အော်ဒါအသေးကိုအရေးကြီးတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီလိုလွန်ကျင်းလွန်ကျင်းစီပြောရင်ပြောရင်ကျွန်တော်ကတော့ဘာသွားသတိရလဲဆိုတော့အဲ့ဒီဖះဖះတက်ဖို့ဝင်တိပါလိမ့်မယ်။ဖះအောက်မှာစာကလေးတွေရောင်းနေတယ်။စာကလေးတွေကိုချင်းအောင်နဲ့ထည့်ပြီးတော့ ခင်ဗျအဲ့ဒါလေးခင်ဗျလွတ်လေလွတ်ပြီးသူကအဲ့စာလေးကတိတ်ဝေးဝေးလည်းမပြန်နိုင်ဘူးသူကအဲ့နာတော့ဝင်မှာပဲဒါပေမဲ့အကောင်တွေပြန်ပိုင်းပြန်တဲ့တာအဲ့တော့အဲ့တော့ဘုရားဘုရားအောက်ကြီးကဟိုဘုရားတွေမှာဟိုစာကလေးရောင်းတဲ့လူတွေစာကလေးလွတ်ရောင်းတဲ့လူတွေရဲ့အဆင့်ထက်ဘာမှမပိုပါဘူးเนาะဒီဒီသဘောပဲရှိပါတယ်เนาะဒီဒီကောင်တွေလုံနေတာကအဲ့တော့ဘာမှထွေထွေထူးထူးတော့ဒီကိစ္စကကျွန်တော်ခေါင်းနဲ့ထည့်ပြီးစဉ်းစားနေကြအကြောင်းမရှိဘူးလို့ကျွန်တော်တော့သုံးသပ်ပါဟုတ်ဟုတ်ဒါကသူကအတန်းရှင်းယူတဲ့သဘောတော့ပါပဲနိုင်ငံတော်နဲ့စာမဟုတ် ဲ့တော့အဲဒီနေ့ဆွေးနွေးမှုကကောင်းတယ်နောက်ဆုံးတစ်ချက်လေးကျွန်တော်အဲသိချင်တာလေးရှိတယ်ဗျအဲ့ဒါကကိုနေဘုံအနေနဲ့ဒါကအဲဘယ်လိုပြောမလဲဟို personal သုံးသက်ချက်ဆိုပဲထိုင်ထားပါအခုဒီ2025အရွေးကနိုင်ငံရေးအရွေးဒေါ်လာရေးအရွေးပေါ်မှာ ဘလောက်အတိုင်းသာဒီကျွန်တော်တို့ဘက်ကနေပြီးတော့ပြင်ဆင်မှုတွေလုပ်မလဲနောက်တစ်ခါကျွန်တော်ဘလောက်အတိုင်းသာဒီကျွန်တော်တို့အောင်မြင်နိုင်မယ်လို့ကို personal ပဲဖြစ်ဖြစ်ပေါ့သုံးသက်ချက်လေးချက်ပါကျွန်တော်ရှေ့မှာဆွေးနွေးခဲ့တယ်လို့ပဲအထွေထွေထိုးစစ်ဆိုတဲ့ကိစ္စမှာဘတ်ပေါင်းဆောင်ကထိုးအောင်မယ်ထိုးစစ်ဆိုတာကိုကျွန်တော်ကတော့နားလည်စေချင်တယ်ပြီးရင်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်နော်ဟိုစစ် signal ပဲထိုးမယ်နော်အဲ့တော့စစ်ပဲတိုက်ကြမယ်ဆိုတော့ PDF တွေတို့တိုင်းသားတော်လိုင်းအင်အားစုတွေပဲထိုးကြမယ်ဆိုတော့မဟုတ်ကျွန်တော်တို့ကတော့ပြောတယ်ဘန်နာရေးစစ်ပွဲ เนาะအဲ့လိုပဲတန်တမာစစ်ပွဲအဲ့လိုပဲလူလူထောက်ခံမှုစစ်ပွဲဒီပွဲတွေအကုန်လုံးမှနေပြီးတော့ဒါထိုးရမယ်ထိုးစစ်ဖြစ်တယ်ပေါ့ဗျာเนาะအဲ့တို့ကြောင့်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့အားလုံးအဲဝိုင်းလောက်ကြဖို့လိုတယ်เนาะဘန်နာရေးထိုးစစ်မှာဆိုရင်လည်းပဲဒါကျွန်တော်တို့အများအားပြောနေတာရှိတယ်ဒါဖက်စစ်ဘန်နာဖြတ်တော့ပြည်သူဘန်နာတိဆောက်ဟုတ်တယ်เนาะကျွန်တော်တို့တွေဝိုင်းကောက်နေကောင်းကောင်းလုပ်ရမယ်เนาะဒီမြန်မာပြည်ကမတော့ဘူး ruby secret မတော့ဘူးစစ်တပ်ထုတ်ကုန်တွေဘာမှမတော့ဘူးဒီလိုဟာတွေရလဲပဲဒါတိတ်အရေးပါဒါတွေလည်းအချိန်တင်ရမယ်ဒီအချိန်မှာ ။နော်အဲ့တို့ကြောင့်မလို့ဒီစစ်တပ်ဘက်ကိုစီးဝင်နေတဲ့ဘန်နာငွေကြီးတွေအကုန်လုံးကိုကျွန်တော်ဖျက်တောက်နိုင်မှုကျွန်တော်လုပ်မယ်။ကို့ဒီဘက်ကိုတော်လိုင်းရေးဘက်ကိုဘန်နာငွေကြီးစီးဆင်းမှုဒါတွေလည်းလုပ်ရမယ်။အဲ့လိုပဲတန်တမာရေးမှလည်းဘပောင်းဆောင်တွေစူးစမ်းကြရမယ်။ကျွန်တော်ကတော့ဟိုပေါ့မျောလင်းချက်ဆိုတာထက်လေကျွန်တော်တို့လက်ထဲမှာရှိနေတယ်ကျွန်တော်တို့ကစူးစမ်းပိုင်ခွင့်ဆိုတဲ့ဟာကိုပဲကျွန်တော်ပို့ပြီးယုံကြည်ရပေါ့နော်။စူးစမ်းရင်စူးစမ်းတော့ကံဆိုတာအလုပ်ပဲလေနော်။ကျွန်တော်တို့ဘာတွေမျောလို့ရအောင်ကျွန်တော်တို့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ အရာတော့ကျွန်တော်တို့မျှော်လင့်လို့ရပါမယ်။အဲဒီတော့ကျွန်တော်တို့တွေလက်ရှိရှိပြီးသားစီလုံးညီညွတ်မှုကိုအပြိုလဲမခံဘဲနဲ့အပြည့်စည်မခံဘဲနဲ့ကျွန်တော်ဆက်ပြီးတော့ကြိုးစားရမယ်။နော်စိတ်အုပ်စုကရိုင်းနေနေဖြစ်နေပြီ။တကယ်ကိုပဲသူ့အထဲမှာကိုပဲနော်တော်တော်လေးကိုရိုင်းရိုင်းနေနေတကယ်ကိုမနှဲပြန်ပြီးတော့ဒါစီးနေရတဲ့နော်သူအပြန်ပြီးတော့ဒီကြိုးနဲ့ပြန်တုပ်နေရတဲ့အခြေအနေမျိုးတွေရှိတယ်။အဲဒီကြိုးနဲ့တုပ်လေတုပ်လေတစ်ဖက်ကလည်းသူတို့အချင်းချင်းကြားထဲမှာလည်းမခံနိုင်တော့တဲ့ကိစ္စမျိုးတွေလည်းရှိလာတဲ့အနေအထားပေါ့နော်။ဒီလိုအချိန်မှာတော့ဒါ ပိုကြီးမားတဲ့အားတစ်ခုနဲ့စောင့်တုံးဖို့တော့ဒါလိုတယ်ပေါ့နော်အဲအဲ့ဒီအခြေအနေမျိုးရောက်အောင်တော့အဲဝိုင်းဝန်းစူးစမ်းခွင့်ကတော့ကျွန်တော်တို့လက်ထဲမှာရှိနေသေးတယ်အဲ့တော့ဒါကိုဝိုင်းဝန်းစူးစမ်းကြမယ်အဲ့တော့ဘာတွေမျှော်လင့်လို့ရမလဲဆိုတော့ကျွန်တော်တို့ကတော့အကောင်းဆုံးကိုကျွန်တော်တို့မျှော်လင့်တယ်ဒီ sales စုပြိုလဲတဲ့အခြေအနေတစ်ခုပေါ့နော်ပြိုပြိုလဲတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့တကယ်အပြောင်းလဲတစ်ခုကိုတော့ဒီ2025ကဒါ ဖော်ဆောင်နိုင်မယ်လို့တော့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ဟုတ်ဟုတ်ကျွန်တော်အစင်းကိုဘိန်းဝိုင်းတက်ပြီးကြတော့တည်ကြအောင်ဟုတ်ကျေးဇူးပါဘုန်းကြီးဘုန်းကြီးကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့နိုင်ငံနီးလဲရာတန်တမာနီးလဲရာအားရစရာအခြေအနေတွေလည်းအများကြီးရှိတယ်ပြီးတော့ကျွန်တော်တို့ဒေါ်လာရေးမှာတိုက်ပွဲဝင်နေတဲ့ကျွန်တော်ရုံးကျွန်တော်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေရဲ့စူးစမ်းအထောက်အကူကြောင့်ဒေါ်လာရေးမှာလည်းကျွန်တော်တို့အောင်ပွဲတွေအများကြီးဖြစ်နေတယ်ဘုန်းနော်အားရစရာအများကြီးပဲဒါပေမဲ့အခုလက်တတော်မှာတဲ့လာရှုကိုပြန်ပြီးတော့စစ်ကောင်စီပြန်ဝင်လာတာလည်းရှိတယ်ဘောနော်ဗီဒီယိုဖိုင်တွေတော့ကျွန်တော်တို့တွေ့တယ်ဘောနော်အဲ့ဒီပုံမှာအခုဘယ်လိုမြင်လဲ ဟုတ်ကဲ့ဒီဟာလဲဒါကျွန်တော်တို့ bitter bitter truth ပေါ့နော်ခါးတိတဲ့အမှန်တရားလို့ပဲပြောရမှာပဲကျွန်တော်တို့နိုင်ငံမှာကဒီတချို့သောတော်လိုင်းအင်အားစုတွေတိုင်းတယောက်တစ်ဖွဲ့သိတစ်ဖွဲ့သိတိုင်းမှာမျိုးမျိုးသောဖိအားတွေရှိနေတာပေါ့နော်ရှိနေတဲ့အခါမှာဒီ MNDA မှာလည်းပဲကျွန်တော်တို့တော့မမြင်နိုင်တဲ့အဖိအားတွေကြီးမားမားရှိနေတဲ့သဘောရှိပါတယ်နော်ဒီ MNDA ရဲ့ဒီခေါင်းဆောင်နေတော်မှာတိတ်မကြခင်အချိန်အမှကျွန်တော်တို့ဒီမီဒီယာပေါ်မှာပြန်တွေ့ရတာပေါ့နော်အဲ့အရှိမှဆိုတာပျောက်နေတယ်ဒီလိုအခြေအနေတွေလည်းရှိတာပေါ့နော်အဲ့ဒီကြောင့်မို့ဒါဘလို့ကြောင့်ဒီလိုကိစ္စမျိုးဖြစ်တယ်လဲဆိုတဲ့ဟာတော့တကယ်ကာယကရှင်ဖြစ်တဲ့အဖွဲ့အစည်းတွေကပဲထုတ်ပြန်မှာပဲကျွန်တော်တို့လည်းအတိအကျတော့ဒါသိရမှာပေါ့နော်အခုကျွန်တော်တို့သိထားသလောက်တော့အဲဒီမီဒီယာမှာဒီ second source ပေါ့နော်ဒီ diet ဒီ တိုက်တက်ရောက်ပါဝင်နေတဲ့အဖွဲ့အစည်းကပြောတာမဟုတ်ဘဲနဲ့ဒီ second source တွေကနေပြီးတော့ပြောတဲ့တချို့သောအချက်အလက်တွေတော့ကျွန်တော်တို့သိနေရတာရှိတယ်ပေါ့နော်အဲ့တော့ sales ကအလုံးစုံပြန်ပြီးထိန်းချုပ်တာမျိုးမဟုတ်ဘူးဒါဒီတော့လည်းရန်စုတွေကဘေးကနေပတ်ဝိုင်းထားတဲ့ခြေတွေမျိုးဖြစ်မယ်ပါစသဖြင့်ပေါ့ဒါမျိုးတွေလည်းကြားနေရတာရှိတယ်အဲ့လိုပဲအခုဒီအပိုင်းမှာဆိုရင်လည်းဒါဓာတ်ပုံတွေဝင်လာဟိုတက်လာတယ်ဗီဒီယိုတွေတက်လာတယ်ပြန်ဝင်လာပြီဆိုတာမျိုးပေါ့အဲ့တော့ကျွန်တော်ကတော့ဘာကိုအဓိက highlight လုပ်ပြီးပြောချင်လဲဆိုတော့တေးကြတယ်ကျွန်တော်တို့တနိုင်ငံတော်ဒီ sales လောက်ကနေမလွတ်မြောက်သေးသဖြင့် မလွတ်မြောက်ဘဲနဲ့နော်ကိုကိုကို data တစ်ခုကိုတင်ထားမယ်ကိုမျိုးတစ်မျိုးကိုတင်ထားမယ်ကိုနေရာတစ်နေရာကိုတင်ထားမယ်ဆိုရင်တော့ဒီလိုအခြေအနေမျိုးကရှောင်လဲလို့မရဘဲနဲ့တစ်ချိန်ချင်းမှာဒီလိုအခြေအနေမျိုးတွေကိုအများအားဒါပေါ်ပေါက်နေအောင်ပါပဲလို့ကျွန်တော်ကပြောချင်တာနော်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ကိုမဖြစ်မနေလုပ်ကိုလုပ်ပါရလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကို data လေးတစ်ခုကိုငါတို့ရပြီဆိုတာမျိုးနဲ့ကျွန်တော်တို့ခြုံထားလိုက်ပြီဆိုရင်နောက်ဆုံး central government တကယ်တနိုင်ငံလုံးရဲ့ ဆိုရဘာတူလဲဆိုတဲ့နေရာမှာတနိုင်ငံလုံးကိုအစိုးမိုးထားနိုင်တဲ့အစိုးရမရှိဘူး။မရှိတဲ့အခါကျတော့လေဒီမှာစစ်တပ်ကိုမဖြစ်မနေသွားပြီးဆက်ဆံပြီးတော့ဒီစစ်တပ်နဲ့ညှိနှိုင်းလိုက်ကြပါဆိုတော့ဒီ narrative တွေကဝင်ဝင်လာနိုင်တယ်။အဲ့တော့ကျွန်တော်ကတော့ဒီအခြေအနေတွေပေါ်မှာအကောင်းဆုံးသင်ခန်းစာယူပြီးတော့เนาะကျွန်တော်တို့တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်အအောင်ဆိုင်ဖို့လိုတယ်။ကိုဒေတာကိုရွာကိုမျိုးကိုပြည်နယ်တခုကိုတိုင်းတခုလွတ်မြောက်အောင်လည်းတော့ဒီဒေါ်လာကြီးကပြီးတော့မှာမဟုတ်ဘူး။ နော်အဲ့ဒါကြောင့်တဏ္ဍာရုံတို့မြောက်ရတဲ့ကျွန်တော်အားထည့်ပြီးတော့ခုနကပြောနေရှေ့မှာပြောခဲ့တဲ့အထွေထွေထိုးစစ်ဆိုတာကြီးရှိပဲအဖက်ဖက်ကနေပြီးတော့ထိုးတဲ့နော်ကျွန်တော်တို့စစ်ပွဲပေါင်းစုံပေါ့နော်ဒီလက်နက်ကန်တိုက်ပွဲရှိမယ်ဗန္ဒာကြီးတိုက်ပွဲရှိမယ်နော်တန်တမန်ကြီးတိုက်ပွဲရှိမယ်ဒီလိုတိုက်ပွဲပေါင်းပေါင်းစုံကနေပြီးတော့ဝိုင်းပြီးတော့ထိုးနိုင်တဲ့ထိုးစစ်ကြီးကိုဆင်နွှဲပြီးတော့တော်လိုင်းရေးတစုံလုံးအောင်မြင်ပြီးတဏ္ဍာရုံလုံးလွတ်မြောက်တဲ့အချိန်လေးရောက်မှသာလေ ဒီလိုမျိုးပြန်ပေးလိုက်ရတယ်လို့စေအုပ်စုနဲ့တွားပြီးတော့စကားပြောလိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးမရောက်မှဖြစ်တယ်ဆိုတော့ကျွန်တော်တို့အားလုံးသတိချက်ထားဖို့ရေးကြည့်ရလို့ပြောချင်ပါတယ်။ဟုတ်ကျေးဇူးပါဝင်နေဖို့။ BVTV ရဲ့နူးမှန်ကူကွန်များစီစဉ်ကတော့ဒီလောက်ပါပဲ။ဒီစီစဉ်ကိုဆောင်ရွက်ကြည့်ရှုအားပေးနေကြတဲ့အတွက်လည်းကျေးဇူးများအတင်ပါတယ်။နောက်တစ်ပတ်ဒီမှာလည်းတော်လိုင်းကလာတွေမှာဖြစ်ပေါ်နေတဲ့စီးနိုင်ငံရေးတော်လိုင်းရေးခြေနေတွေကိုတုံ့သက်မြင်မြန်ဆွေးနွေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါရစေ။ အားလုံးပဲကြော်ရှင်ခြင်းဆက်စပ်နဲ့ကြုံလန်းကြပါလိမ့်